This is Radio NUG, the voice of National Unity Government of Myanmar, broadcasting for Myanmar Spring Revolution. Radio NUG is transmitting from shortwave 16 meter 17.79 megahertz at 8:30 a.m. and 25 meter 11.94 megahertz at 8:30 p.m. Myanmar Standard Time. လာပါရှင်။အမျိုးသားညီညွတ်ရေးအစိုးရရဲ့အတံလွတ်ဌာနရေဒီယို NUG ကိုမန္တလေး၈နိုင်ခွဲမှာလိုင်းတူ60မီတာ19.3 MHz နဲ့ညပိုင်း၈နိုင်ခွဲမှာလိုင်းတူ95မီတာ17.6 MHz တို့မှာဓာတ်ရိုက်ဖမ်းယူနိုင်နိုင်ပါပြီရှင်။မင်္ဂလာအပေါင်းနဲ့ကြည်စင်ကြပါစေ။အခုချိန်ကစပြီး Radio NUG Season 2ကိုဓာတ်ရိုက်အတံလွှင့်ပေးနေပါပြီ။ ်ရေဒီယို NUG သောတာရှင်များနဲ့မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတဘာဝပြီးစစ်အာဏာရှင်ပြီးတို့မှခင်ဝေးပြီးကိုယ်စိတ်နှပါဘေးကင်းလုံခြုံကြပါစေလို့ရေဒီယို NUG ဝိုင်းတော်သားတွေကစူတောင်းမြတ်တာပူတာလိုက်ရပါတယ်မင်္ဂလာမနက်ခင်ပါခင်ဗျာအခုချိန်ကစတင်ပြီး2025ခုနှစ်ဇွန်လ10ရက်နေ့ရေဒီယို NUG မနက်ပိုင်းထုတ်လွှင့်မှုတွေကိုစတင်တော့မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ စီးရေးတရင်ကောင်းထုတ်ချက်တွေကိုကျွန်တော်ຫນွေဦးနိုင်ကတင်ပြပေးပါမယ်ခင်ဗျာမင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်ဇွန်လ10ရက်နေ့ Radio NUG ရဲ့မနက်ခင်းစီးရေးတရင်များကိုဖတ်ကြားတင်ပြပေးသွားတော့မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုဒ်အနေနဲ့တအောင်ပြီးကောင်းစီ တအောင်လန်းကောင်ဆယ် TLC ဖွဲ့စည်းခြင်းအားပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးထောက်ခံကြိုးစားတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။တအောင်ပြည်နယ်နိုင်ငံရေးထိပ်သီးဆွေးနွေးပွဲကြီးမှာတအောင်ပြည်နယ်တော်လှန်ရေးကာလအစိုးရအစီအမံအားတင်းကြီးတညွတ်ထဲအတီးပြုတ်နိုင်ခဲ့ပြီးထိုတော်လှန်ရေးကာလအစိုးရအစီအမံအားဥဆောင်အကောင့်ထဲပုံမဲ့တအောင်ပြည်ကောင်စီတအောင်လန်းကောင်ဆယ် TLC ကိုပါအောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့ခြင်းဟာတအောင်ပြည်နယ်အတွက်အလွန်အရေးပါတဲ့နိုင်ငံရေးအရေးတစ်ခုအဖြစ်ရှုမြင်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးမှသဘောထားထုတ်ပြန်ကြမှာ ဖော်ပြထားပါတယ်။တောင်ပြည်ကောင်စီတောင်အောင်လန်ကောင်ဆယ် TNC ဟာတောင်ပြည်နယ်ရဲ့တော်လိုင်းကာလအစီမံအားအောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ပြီးတောင်လူထုမှမျှော်လင့်တောင်းတနေတဲ့နိုင်ငံရေးစိတ်ရေးရည်မှန်းချက်များပေါင်းမြောက်အောင်မြင်စေရန်ဦးဆောင်လမ်းပြနိုင်မယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးက အကျွင်းမဲ့ယုံကြည်တယ်လို့ဖော်ပြထားပါတယ်။ဒါ့အပြင်တောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့မဟာမိတ်အင်အားစုများရဲ့10-20ခုစစ်စင်ရေးအတွင်တင်းယူရရှိထားတဲ့နယ်မြေဒေသများမှာတောင်ပြည်ကောင်စီမှဥဆောင်ပြီးပြည်သူအစိုးရတရက်ဖွဲ့စည်းမဲ့အစီအစဉ်နဲ့ဖက်ဒရယ်ပြည်ထောင်စုဗိုလ်ထွန်းရေးအတွက်တော်လိုင်းအင်အားစုများနဲ့ဆက်လက်လက်တွဲဆောင်ရွက်သွားမယ်တောင်ပြည်ကောင်စီရဲ့ထုတ်ပြန်ကြေညာချက်အားထောက်ခံကြိုးဆိုပြီးပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးအနေနဲ့လည်းလက်တွဲဆောင်ရွက်သွားရန်အသိရှိပါကြောင်းသဘောထားထုတ်ပြန်ထားပါရခင်ဗျာ ဆက်လက်ပြီးဖားကန်မြို့နယ်မှာစစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်များတိုက်ပွဲဖြစ်ပွားနေတဲ့သတင်းကိုတင်ပြပေးပါမယ်။ကချင်ပြည်နယ်ဖားကန်မြို့နယ်အတွင်းမှာဇွန်လ9ရက်နေ့မနက်ပိုင်းကစစ်ကောင်စီနဲ့ KIA KPDF ပူးပေါင်းတပ်များတိုက်ပွဲဖြစ်ပွားနေတယ်လို့ဒေသခံတွေထံမှသိရပါတယ်။လုံခင်းကျေးရွာအုပ်စုမှနေရာအချို့မဇွန်ရမ်းနဲ့စကားကျေးရွာကတေးမှော်လုတ်ကွက်နေရာများမှာနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်လို့သိရပါတယ်။မေလ29ရက်နေ့မှာဖားကန်ဒေသကိုရောက်ရှိလာတဲ့စစ်ကောင်စီစစ်ကြောင်းက KIA တပ်ဆွဲထားတဲ့ ေရာများကိုဖေရှားရန်ဖိအားပေးခဲ့ပြီးတော့ကြောက်စိမ့်လောက်ွက်အချို့ကိုမိရှုဖြက်စီးခဲ့ပါတယ်စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာတဲ့ကဒေသခံတချို့ကဖာကန်မျိုးကနေစွန့်ခွာသွားခဲ့ပေမဲ့အများစုကတော့မျိုးပေါ်မှာဆက်လက်နေထိုင်နေတာပဲဖြစ်ပါတယ်ဇွန်လ3ရက်နေ့မှာဖာကန်မျိုးနယ်မော်စီစာကြီးရွာကတင်းအောင်ကျိုင်းကြောက်စိမ့်တူဖော်ကြီးလောက်ွက်ရှိရန်ကူတောင်အားစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာပြင်းထန်စွာပောက်ကွဲမှုဖြစ်ပွားခဲ့ပြီးတော့လူ3ဦးသေဆုံး10ဦးအပြင်းထန်ဒဏ်ရာရခဲ့ပါတယ်ဒါအပြင်ဇွန်လ6ရက်နေ့ညကလည်းလုံခင်းတီတာ ခွန်စာကုန်းအနီးမှာရှိတဲ့ရန်နဲ့တပ်မီဩဇာကိုတောင်ကိုစစ်ကောင်စီကဒရုန်းနဲ့ပုံကျဲချခဲ့ရမှာပြင်းထန်စွာပောက်ကွဲမှုဖြစ်ပွားခဲ့ပြီးတော့ကလေး၃ဦးအပါအဝင်၉ဦးထိသေဆုံးခဲ့ရတယ်လို့သိရပါတယ်။ဇွန်လ၉ရက်နေ့မနက်တနာရီကမ်းမှာလဲစိုင်းတောင်ဒေသနမ်မော်အုပ်စုမော်လကင်းရွာမှာရန်တင်ထားတဲ့ကား၃စီးနဲ့စီပေါစာကားတို့ကိုစစ်ကောင်စီတပ်ကဒရုန်းနဲ့ပုံကျဲချခဲ့တာကြောင့်မီးလောင်ပျက်စီးခဲ့ရပါသေးတယ်။စစ်ကောင်စီကဒေသတွင်းကြောက်တူးဖော်ရေးလုပ်ငန်းများမှာအသုံးပြုဖို့ရန်နဲ့တပ်မီဩဇာများတူးလောင်ထားရာနေရာ ာများကိုပြစ်မှတ်ထားတိုက်ခိုက်နေတာကြောင့်ဒေသခံတွေအနေနဲ့ကိုထူကိုထစနစ်ဖြင့်ကိုတော်များကိုရှင်းလင်းနေရတယ်လို့သိရပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့စီရေးအခြေအနေတွေအရညာ9နာရီကနေမနက်6နာရီအတွင်းအပြင်မထွက်ကြဖို့ဒေသခံတွေကို KIA KPDF တွေကအသိပေးထားပါရခင်ဗျာ။ ဆက်လက်ပြီးမြို့တော်မြို့ကစစ်ကောင်စီတပ်အထိုင်းချထားတဲ့ရဲစခန်းကိုပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။မန္တလေးတိုင်းမြင်းကြံခရိုင်ငဇုံမြို့နယ်မြို့တော်မြို့ကစစ်ကောင်စီတပ်အထိုင်းရဲစခန်းကိုဝန်ရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့နိုင်ငံီပြောက်ကြားတပ်ဖွဲ့မြင်းကြံကထုတ်ပြန်ထားပါတယ်။ဇွန်လ10ရက်နေ့မနက်9နာရီခွဲအချိန်မှာစစ်ကောင်စီတပ်နဲ့ရဲအင်အား90ခန်းရှိတဲ့ရဲစခန်းအတွင်းကို60မမ5လုံး40မမ3လုံးတို့ဖြင့်ပြစ်ခတ်ခဲ့ပြီးတော့လက်နက်ငယ်များဖြင့်ဝန်ရောက်ပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်စီတပ် ်သားတအူးတည်ဆုံးခဲ့က၄ဦးအပြင်းထန်ထန်ရရရှိခဲ့ပြီးတော့ဘူးပေါင်းတပ်ဖွဲ့ဘက်ကထိခိုက်မှုမရှိခဲ့ဘူးလို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမြင်းကြံတိုက်နယ်၃ငကနီပြောက်ကြားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စကိုင်း Revolution Force SRF နဲ့ငဇုံမျိုးနယ်ပါကဖအဖွဲ့တို့ကပူပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ခရီးသွားပြည်သူများအနေဖြင့်မန္တလေးမြင်းကြံလမ်းပိုင်းနဲ့ငဇုံမျိုးသာလမ်းပိုင်းမှာည9:00နာရီအချိန်မှမနက်4:00နာရီအတွင်းလုံးဝသွားလာခြင်းမပြုလုပ်ဖို့ကိုလည်းအသိပေးထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးဂျိုးပင်ကောင်းမှာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့ပြူကောင်းဆောင်ကိုပြစ်ခတ်ရှင်းလင်းတဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။ပဲခူးတိုင်းတာယာဝတီခရိုင်ဂျိုးပင်ကောင်းမြို့နယ်အရှိဘောရီကုန်းကြီးရွာကပြူကောင်းဆောင်အုပ်ချုပ်ရေးမှူးတအူးကိုပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့ BTZM GBKPDF ပဲခူးယူမအခြေပြုတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ဇွန်လ10ရက်နေ့ညနေ9:00နာရီခွဲအချိန်မှာဘောရီကုန်းအုပ်ချုပ်ရေးမှူးပြူကောင်းဆောင်မောင်ငိန်းကိုလာပေါင်းများစွာစောင့်ကြည့်ခဲ့ပြီးတော့လေတဲစပားကျင်းနေချိန်မှာပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့ဆိုပါတယ်။ပြစ်ခတ်မှုအတွင်ပြူကောင်းဆောင်မောင်ငိန်း င်းဟာနေရာမှာပဲပွေချင်းပြီးတည်ဆုံးခဲ့ပြီးတော့၎င်းရဲ့လွဲအိတ်ထဲမှလက်ပစ်ပုံးနှလုံးကိုတင်းစီရရှိခဲ့တယ်လို့ဆိုပါတယ်။ပြူကောင်းဆောင်မောင်ငင်းဟာစစ်ကောင်စီတက်နဲ့ပူးပေါင်းပြီးတော့သူနဲ့အဆင်မပြေတဲ့ပြည်သူတွေကိုစစ်မှုထမ်းဖို့ဖမ်းဆီးတာငွေကြေးအဆင်ပြေတဲ့သူတွေကိုတင်း150ကနေ200အထိတောင်းပြီးတော့လိုက်ထုတ်ပေးတာတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ဒါအပြင်ကုန်းရကွင်းချောင်းမှာအထိုင်ချထားတဲ့စစ်ကောင်စီနဲ့ပြူစော်တီတပ်ဖွဲ့တွေကိုထောက်ပို့ပေးနေသူတအူးလည်းဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးကြည်တောင်းပေါက်ရွာဈေးရုံဝင်းထဲကိုစစ်ကောင်စီကပေါင်250ပုံကျဲချခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။မန္တလေးတိုင်းတပိတ်ချင်းခရိုင်စင်ကူးမြို့နယ်ကြည်တောင်းပေါက်ရွာဈေးရုံဝင်းထဲစစ်ကောင်စီကပေါင်250ပုံတလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ပြည်တွင်းခရိုင်ပကဖကထုတ်ပြန်ထားပါတယ်။ဇုံလ9ရက်နေ့မနက်9:31မိနစ်ခန့်မှာတတအူးလေတပ်ကဂျက်ဖိုက်တာတစ်စီးဖြင့်ဈေးရုံဝင်းအတွင်းကိုပေါင်250ပုံတလုံးကျဲချခဲ့တာလို့ဆိုပါတယ်။ဘုံကျဲတိုက်ခိုက်မှုအတွင်အမျိုးသမီးတအူးတီဆုံးခဲ့ကတအူးလက်ဖြတ်ခဲ့ရပြီးတော့နှစ် ဦးပေါင်မှထိမှန်တန်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင် စေးရုံဆောင်းတလုံးလည်းထိခိုက်ပျက်စီးခဲ့ရတယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။ဆက်လက်ပြီး ရေးပြောက်ကြားတက်ထံကိုပြည်သူစစ်မှုထမ်းနှစ်ဦးလက်နက်နဲ့တကွာအလင်းဝင်တဲ့တရင်ကိုတင်ပြပေးပါမယ်။ဒေါနာစစ်ကြောင်းနှင့်ရေးပြောက်ကြားတက် YGF ထံကိုမုံပြင်းနယ်ရေးမြို့နယ်ခလာရ299တက်ရင်မှပြည်သူစစ်မှုထမ်းနှစ်ဦးလက်နက်နဲ့တကွာအလင်းဝင်လာတယ်လို့ဗိုလ်ချုပ်ရစ်မှတရင်ထုတ်ပြန်ထားပါတယ်။စီစီအောင်ပါစမြင်းဆောင်136 361နဲ့ညီညီတက်ပါစမြင်းဆောင်136 359တက်သားနှစ်ဦးတို့ဟာဇွန်လ3ရက်နေ့ကစထွက်ပြေးလာပြီးတော့ MA1 တလက်ကြီးပေါက်၄ပေါက်ကြီးတက် 123000ထုနဲ့အတူအလင်းဝင်ရောက်လာခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးပခုတ်ကူခရိုင်လူခဲတက်ရင် @quakepdf ကတင်နန်းသားတင်များခေါ်ယူနေတဲ့သတင်းကိုတင်ပြပေးပါမယ်။ပခုတ်ကူခရိုင်လူခဲတက်ရင် @quakepdf ကစိတ်အားတက်တန်ပြီးတော်လန်ရေးခံယူချက်ရှိတဲ့အဖိနှိတ်ခံပြည်သူများဘက်မှရက်တီသောရဲဘော်ရဲမေတင်နန်းသားတင်များကိုခေါ်ယူနေတယ်လို့ထုတ်ပြန်ထားပါတယ်။တပ်ဖွဲ့ဝင်ရောက်မဲ့တင်နန်းသားအစ်တင်များအနေဖြင့်အသက်၁၈နှစ်မှ35နှစ်အတွင်းအမိန်နာခံနိုင်ပြီးတော့ရဲဘော်ရဲဘက်အချင်းချင်းအပြန်အလှန်လေးစားနိုင်သူတပ်ဖွဲ့မှချမှတ်ထားတဲ့စည်းကမ်းချက်များကိုတိကျစွာလိုက် ုက်နာနိုင်သူဖြစ်ရမယ်လို့ဆိုပါတယ်။ဒါပြင်ပုံကိုယ်ဆွဲဒေတာဆွဲမထားပဲအဖိနှိတ်ခံပြည်သူလူထုအတွက်ဒေါ်လာရေးအောင်မြင်ရေးအတွက်ကြာယာတာဝန်တွေကိုခြေပြွန်စွာထမ်းဆောင်နိုင်သူတည်နှန်းစင်ပြီးချိန်မှစတင်ပြီးတော့အနည်းဆုံး2နှစ်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမယ်လို့ဖော်ပြထားပါတယ်။စနစ်တကျစုဖွဲ့လေ့ကျင့်ပြီးတော့စစ်ကိုစစ်နဲ့တူအောင်တိုက်မယ်ရေးပုံများအနေဖြင့်တာဝန်ထမ်းဆောင်လိုပါက Telegram မှာဆက်သွယ်နိုင်တယ်လို့ဖိတ်ခေါ်ထားပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့စီရေးသတင်းကောက်နှုတ်ချက်တွေကိုတော့ Radio NUG သတင်းတောင်မင်းစစ်သွင်းနဲ့ Carshell 2ကပေးပို့ထားတာဖြစ်ပါ ပါရခင်ဗျာစီသတင်းတွေကိုနားဆင်လို့အပြီးမှာတော့အခုဆက်လက်ပြီးပြည်တွင်းသတင်းတွေကိုမင်းယူကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရခင်ဗျာ Radio NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်ဇွန်လ10ရက်နေ့ Radio NUG ရဲ့မနက်ခင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရခင်ဗျာကျွန်တော်ကတော့မင်းယူပါ ပထမဆုံးသတင်းအနေဖြင့်အကျန်းဖက်ဆဲအုပ်စုကကော့ဂရိတ်မြို့နယ်ပိုင်ရက်ရွာနေအိမ်စာတင်ကျောင်းကိုဘုံကျဲခဲ့လို့ကလေးများအပါအဝင်9ဦးသေဆုံးတဲ့သတင်းကိုတင်ပြပေးပါမယ်။ဇွန်လ9ရက်နေ့နေ့လယ်2နာရီခန့်တွင်ကော့ဂရိတ်မြို့နယ်ပိုင်ရက်ကြီးရွာရှိနေအိမ်စာတင်ကျောင်းကိုလေကျောင်းကနေဘုံကျဲတိုက်ခိုက်လို့ကလေး3ဦးဆီယာမ2ဦး လူကြီးတဦးစုစုပေါင်း5ဦးသေဆုံးပြီး35ဦးဝန်းကျင်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့သမရာယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကအတည်ပြုထားပါတယ်။ဘုံကျဲခံရတဲ့စာတင်ကြောင်းကကိုထူကိုထနေအိမ်စာတင်ကြောင်းဖြစ်တယ်လို့သိရပြီးအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေဘုံ၃လုံးနဲ့ကျဲချတိုက်ခိုက်ခဲ့တာလည်းဖြစ်ကနေအိမ်၃လုံးလည်းထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုကြောင့်စုပုံ9နှစ်ဝေယံအောင်9နှစ်လာရိတ်ချို8နှစ်ဥကလာ66နှစ်နဲ့ဆ iam မိုးသူစား24 နစ်တို့သေဆုံးသွားပြီးထိခိုက်ဒဏ်ရာရရှိသွားသူတွေကတော့မိစဉ်အသက်40နှစ်၊ဗိုက်ထိအရေးပေါ်လော်ချန်းအသက်9နှစ်၊လက်ဖြန်ထိမိုးဆန္ဒထွန်းအသက်6နှစ်၊ပေါင်ထိထွန်းရတနာအသက်9နှစ်၊ခြေထောက်ထိအောင်ကျော်သူအသက်6နှစ်၊ခေါင်းထိတွန်းတွန်းအိမ်စီလင်းအသက်9နှစ်၊ဗိုက်ထိ စောဆံမြင့်အောင်အသက်9နှစ်မျက်ခွန်ထီတို့ဖြစ်တယ်လို့ MLA ထံမှသိရပါဗျ။အကျန်းဖတ်စေအုပ်စုကအယက်သားပြည်သူတွေအထူးသဖြင့်ကျောင်းတွေဆေးရုံတွေဈေးဆိုင်တွေကိုရည်ရွယ်ချက်ရှိရှိနဲ့ပြစ်မှတ်ထားတိုက်ခိုက်တယ်။မြေပြင်မှာရှုံးနေနေတဲ့စစ်ပွဲကိုလေကြောင်းကိုအသုံးပြုပြီးစစ်ဗျူဟာတရက်အနေနဲ့လက်နက်ကိုင်ပြိပခကာလအတွင်းမှာကျင့်သုံးတယ်။ဒါတွေဟာစစ်ပွဲဆိုင်ရာရာဇဝတ်မှုမြောက်စေတဲ့အချက်တွေပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့အကျန်းဖတ်စေအုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုစနစ်တကျအမှတ်တမ်းတင်ထားပါတယ်လို့ NU င်ကြီးလူအခွင့်ရေးဆိုင်ရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းကအသိပေးထားပါတယ်။ဘုံကျဲတက်ခိုက်မှုကြောင့်ထိခိုက်ဒဏ်ရာရသူများပြားတဲ့အတွက်နောက်ဆက်တွဲသေဆုံးသူအရေအတွက်ထပ်မံတိုးမြင့်လာနိုင်တယ်လို့လည်းသိရပါပါတယ်ခင်ဗျာ။ ဒုတိယသတင်းအနေဖြင့်ကိုရီးယားတွင်ဗီဇာမဲ့နေထိုင်သူများကိုပြန်ပို့သင့်မပို့သင့်နိုင်ငံခြားသားကာကွယ်ရေးကော်မတီမှဆုံးဖြတ်ချက်ချမှာဖြစ်၍တပ်တွေအထောက်အထားများစုထားရန်အတိပေးတဲ့သတင်းကိုတင်ပြပေးပါမယ်။ကိုရီးယားနိုင်ငံတွင်ဗီဇာမဲ့နေထိုင်သူများကိုပြန်ပို့သင့်မပို့သင့်နိုင်ငံခြားသားကာကွယ်ရေးကော်မတီမှဆုံးဖြတ်ချက်ချမှာဖြစ်၍တပ်တွေအထောက်အထားများစုထားရန် NUG အလို့သမားရေးရာကိုယ်စားလှယ်ကိုရီးယား page ကအတိပေးဖော်ပြပါရတယ်။ယနေ့ဆိုးတောင်ပိုင်းလူဝင်မှုကြီးကြပ်ရေးရုံးတို့ရောက်ရှိခဲ့ပါတယ်။ဥပ over stay visa မဲ့နေထိုင်သူများအတွက်ဇွန်လ၁ရက်မှစပြီးဥပဒေအသစ်ထွက်ရှိထားပါတယ်။တက်တန်းတူစာရွက်ကန်ဆောင်ထားသူများထိန်းသိမ်းရေးစခန်းမှယာယီလွှတ်ပေးရန်လျှောက်လွားနှင့်မိမိတို့စတင်လျှောက်ထားချိန်ကတင်ပြခဲ့သည့်စာရွက်စာတမ်းအတိုင်းပြန်တင်ရပါမယ်ပြောပါတယ်လို့ဖော်ပြပါတယ်။ဖမ်းမိသူများကိုပြန်ပို့သင့်မပို့သင့်ကိုလာဝကအရာရှိများမှဆုံးဖြတ်မည်မဟုတ်ဘဲနိုင်ငံသားကာကွယ်ရေးကော်မတီမှဆုံးဖြတ်ချက်ချမှာဖြစ်တယ်လို့ဆိုပါတယ်။တက်တင်မခိုင်းလုံမာကပြန်ပို့မည်ဖြစ်ပြီးတက်တန်းလာတိုးသည့်အချိန်တိုင်း update တ်နိုင်ငံရေးလှုပ်ရှားမှုအထောက်အထားသက်တည်များပြန်လို့မဖြစ်ကြောင်းသက်တည်များယူဆောင်လာပြီးတင်ပြရမှာဖြစ်တယ်လို့ဆိုပါတယ်ခင်ဗျာ ဆက်လက်ပြီးနေပြည်တော်တွင်ပြည်သူစစ်မှုထမ်းကိုတရေစစ်သားကကကြေးဖြင့်ထိုးတတ်တဲ့သတင်းကိုတင်ပြပေးပါမယ်။နေပြည်တော်ရှိအမှတ်3စစ်ကြောရေးနှင့်တဲခိုရေးတပ်တွင်ဇွန်လ10ရက်ည7:00ကျော်ခန့်ကပြည်သူစစ်မှုထမ်းစစ်သားကိုနန်းဆောင်ဆိုသူအားတပ်တူတရေစစ်သားတို့ကကကြေးဖြင့်ထိုးတတ်မှုဖြစ်ပွားခဲ့ကြောင်းပြည်သူရင်ဝင်စီမှသိရပါသည်။ထိုနေ့ညနေပိုင်းတွင်ကိုနန်းဆောင်နှင့်တပ်တူတရေစစ်သားတို့သည်ထမင်းစားချိန်အတွင်ကျွေးမွေးရေးကိစ္စများအတွက်စကားများခဲ့ပြီးည9:00ခန့်တန်းစီချိန်တွင် င်လဲထပ်မံရန်ဖြစ်ခဲ့ကည12နာရီခန့်တွင်အရက်မူးနေသည့်တရေစစ်သားကအိတ်ဆောင်ရှိအပြင်တွင်စောင့်ဆိုင်းနေပြီးကိုနန်းဆောင်သည့်အိမ်သားတို့ထွက်လာစဉ်အနောက်မှလိုက်လာကကတ်ကြီးဖြင့်လေဘင်းကိုအကျိန်များစွာထိုးတက်ခဲ့တယ်လို့သိရပါတယ်။တိဆုံသူကိုနန်းဆောင်မှာလေဘင်းတွင် ပောက်ပြဲဒဏ်ရာများဖြင့်သွေးထွက်လွန်ကအိမ်သားအနီးမြက်ခင်းပြင်တွင်ပြစ်ထားခံရပြီးထိုအချိန်ထိအသက်ရှင်နေသေးတယ်လို့သိရပါတယ်။တက်ဆေးကန်းတို့ပို့ဆောင်ပြီးဂရင်တထောင်ဆေးရုံတို့လွှဲပြောင်းစဉ် လမ်းခုလက်တွင်၎င်းမှာတည်ဆုံသွားခဲ့ကလူသက်မှုကျူးလွန်သူတရေစစ်သားကိုအချုပ်ချထားတယ်လို့သိရပါတယ်။တည်ဆုံသူနဲ့ကျူးလွန်သူနှစ်ဦးစလုံးမှာတက်တူထောက်ပို့တက်မှဖြစ်ကြပြီးဖြစ်စဉ်အပြီးကကပန့်ထောက်ပန့်နှင့်ပို့ဆောင်ရေးညွှန်ကြားရေးမှူးယုံညွှန်ကြားရေးမှူးမှအခင်းဖြစ်ပွားရာတက်တို့ရောက်ရှိလာကစစ်သားများကိုဆဲဆိုခဲ့တယ်လို့ အိမ်ငိုက်နေသည့်စစ်သားတအုပ်ကိုထိုးနှက်ခဲ့တယ်လို့သိရပါတယ်။အထက်ကိုသတင်းတင်ပြရာတွင်ရှေ့ပိုင်းပြဿနာများကိုဖုံးကွယ်ကာအိမ်သာတို့ရောက်ရှိခြင်းတွင်စကားများရန်ဖြစ်ပြီးမတော်တဆလက်လွန်သွားတဲ့အောင်သတင်းလွှင့်ထားကြောင်းနေပြည်တော်စစ်ဆေးနှင့်ထောက်ပို့တဲ့အတိုင်းဝိုင်းဤအရင်းမြစ်များအရသိရပါတယ်ခင်ဗျာ။ဆက်လက်ပြီးအမေစုရဲ့280ပြည့်မွေးနေ့အထိမ်းအမှတ်အနေနဲ့ SDP ဖြင့်ရှစ်ကနန်းအုံပြုပြီး ပြည်သူအင်အားပြသကြရင်စုလက်ဆောင် USD 800နဲ့ပိုလန်8သိန်းဝေမျှနိုင်ပြီးနှွေဥပန်ကမ်ပိန်းမှာပါဝင်ဆင်နွှဲကြဖို့ဖိတ်ခေါ်တဲ့သတင်းကိုတင်ပြပေးပါမယ်။အမေစုရဲ့280ပြည့်မွေးနေ့အထိမ်းအမှတ်အနေနဲ့ SDB ဖြင့်ရှစ်ကနန်းအသုံးပြုပြီးပြည်သူအင်အားပြသကြရင်စုလက်ဆောင် USD 800နဲ့ပိုလန်8သိန်းဝေမျှနိုင်ပြီးနှွေဥပန်ကမ်ပိန်းမှာပါဝင်ဆင်နွှဲကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။ဒါအပြင်ကမ်ပိန်း၏ Facebook Post အား Public Share ပေးသူကြာပန်းတရာဦးအတွက်လည်းအမေစုမွေးနေ့ မတ်တရ NOH gift card 2000ကျပ်တန်လက်ဆောင်ရအောင်မှာဖြစ်ပါတယ်အမေကိုစားမွေးနေ့လက်ဆောင်အဖြစ်စူတောင်းမြစ်တာပို့တာရင်ပြည်သူသားလင်းအဓိကဖြစ်ကြောင်း STB နဲ့ဘလို့ပါဝင်နိုင်မလဲအသေးစိတ်ကို ဖော်ပြပါတပုံချင်းစီနှိပ်ပြီးဖက်ရှုပါဝင်ကြဖို့နှိုးဆော်ထားပါတယ်ခင်ဗျာ ဆက်လက်ပြီးဒေါန်ဆန်းစုကြည်၏မွေးနေ့အတွက်ကမ္ဘာလူထုကိုဗီဒီယိုဆူတောင်းမှတ်တမ်းဖြင့်စီလုံးမှုပြသရန်ဖိတ်ခေါ်တဲ့သတင်းကိုတင်ပြပေးပါမယ်။ဒေါန်ဆန်းစုကြည်၏ဇွန်လ16ရက်နေ့မွေးနေ့အတွက်ကမ္ဘာလူထုအား ဗီဒီယိုစုတောင်းများဖြင့်ချစ်ချင်းစီလုံးမှုနှင့်ခန္ဓာရည်ကိုပြသသည့်သမိုင်းဝင်အမှုအရာတွင်ပါဝင်ရန်တော်လန်အမှုပညာရှင်ခါရာမဖိတ်ခေါ်ထားပါသည်။ဤလှူရှားမှုသည်ဒေါန်ဆန်းစုကြည်၏ရဲစွမ်းတက်သည့်ငြိမ်းချမ်းရေးဆိုင်ရာဥဆောင်မှုနှင့်ဆယ်စုနှစ်များစွာပြသခဲ့သည့်အာမန်ကိုဂုံပြုရန်ရည်ရွယ်ပြီး Greenic ကမ္ဘာမှတ်တမ်းအဖြစ်တင်သွင်းရန် ဗီဒီယိုစုတောင်းများစုစည်းမည်ဖြစ်ကာပါဝင်သူများအနေဖြင့်30မှ20စက္ကန့်ကြာ Happy Birthday ဒေါအောင်ဆန်းစုကြည်ဟုဆိုကာအားပေးမှုသို့မဟုတ်စီလုံးမှု message များထည့်သွင်းနိုင်တယ်လို့အသိပေးထားပါတယ်။သူမ၏စွန့်လွတ်နစ်နာခံမှုနှင့်စိတ်ဓာတ်ကိုကဘာကမမေ့လျော့ကြောင်းပြသပြီးတင်းဤအတန်ကိုတမိုင်းတွင်ပါဝင်စေပါဟုဖိတ်ခေါ်ချက်တွင်ဖော်ပြထားပါတယ်ခင်ဗျာ။ ယခုနောက်ဆုံးသတင်းအနေဖြင့်ဝါရှင်တန် DC ရှိတရုတ်တရုံရှိဆန္ဒပြပွဲတွင်ဒေါ်လန်အမှုပညာရှင်ခါရာကစစ်ကောင်စီကိုထောက်ခံမှုရက်ရံတရုတ်အစိုးရကိုတောင်းဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။မြန်မာပြည်သူများအပေါ်အကြမ်းဖက်မှုများကျူးလွန်နေသည့်စစ်ကောင်စီကိုတရုတ်နိုင်ငံကထောက်ခံအားပေးနေမှုကိုရက်တန်းကရက်ရံဒေါ်လန်အမှုပညာရှင်ခါရာက ဝါရှင်တန် DC ရှိတရုတ်တန်ရုံရှိတွင်တောင်းဆိုခဲ့တယ်လို့လူမှုကွန်ရက်မှာဖော်ပြထားပါတယ်ဇွန်လ၈ရက်နေ့ကမြန်မာနိုင်ငံသားများကဆန္ဒပြပွဲတစ်ခုပြုလုပ်ခဲ့ရာခါရာကတရုတ်ဘာသာစကားဖြင့်ဒီနေ့ကျွန်တော်နှလုံးသားကျွန်တော်တို့ရဲ့နှလုံးသားတွေဟာအစိမ့်စိမ့်အမွာမွာဖျက်ဆီးခံလိုက်ရတယ်လို့ပြောခဲ့ပါတယ်တရုတ်နိုင်ငံကိုချစ်မြတ်နိုးတော်လဲ စစ်ကောင်စီ၏ဘုံကျဲတိုက်ခိုက်မှုမိရှုဖြက်စီးမှုနှင့်ဖိနှိပ်ချင်းချောက်မှုများကိုတရုတ်အစိုးရကမတိကျိုးကျွန်ပြုနေသည်ဟုဝေဖန်ခဲ့ပါသည်။အာဏာရှင်တွေနဲ့မရက်တီပါနဲ့ရက်တန်းကရက်ငါတို့ပြည်သူတွေအသက်တွေပေးနေရတာလုံလောက်ပြီ။ငါတို့ပြည်သူတွေကိုမျော်လင့်ချက်တွေငြိမ်းချမ်းမှုတွေနဲ့အနာဂတ်ကိုတည်ဆောက်ခွင့်ပေးပါ။ China Communist Party ဝင်ရောက်ဆွတ်ဖက်မှုတွေအခုရက်ငါတို့အနာဂတ်ကိုငါတို့ကိုယ်တိုင်ဖန်တီးမယ်လို့ခါရာကတရုတ်အစိုးရအားတိုက်တွန်းခဲ့ပြီး တရုတ်ဆောင်တအုပ်အနေဖြင့်၎င်းကပြည်သူများ၏ခံစားမှုကိုနားလည်သောအားဖြင့်ဤဆန္ဒပြပွဲတွင်ပါဝင်ခဲ့ခြင်းဖြစ်ကြောင်းအသိပေးခဲ့ပါရခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်တာကီနဲ့ Carshell တို့ကပေးပို့ထားတာဖြစ်ပါရခင်ဗျာပြည်တွင်းသတင်းတွေကိုနားဆင်ကြရတာပဲဖြစ်ပါတယ်အခုဆက်လက်ပြီးတော့လင်းလက်တွေဦးရေးသားထားပြီးလိုလက်တွေဦးဖတ်ကြားထားတဲ့ နဂလဲဆိုတဲ့အဆေးကိုနားဆင်ရမှာဖြစ်ပါလိမ့်ခင်ဗျာနဂလဲရှေးလူကြီးဆိုတော့ရှေးရွဆွဲပေါ့လေရှေးထုံးကိုလည်းမပယ်နဲ့ဈေးတုံးကိုလည်းမကြွယ်နဲ့ဆိုတဲ့ဇကားကိုဖျားဟောထင်နေသူပါအတော်ကြီးတယောက်ရှိတယ်ငငယ်ကပြောပြဘူးတယ်နတ်နဲ့နဂါမလှဲ့စားနဲ့ဆိုတဲ့သဘောပေါ့နတ်တို့နဂါတို့ဆိုတာသူတို့ပဲလှဲ့မယ် ူများအလှဲ့မပေးကျင်သူတွေပေါ့ဆင်းရဲလေးလေးတန်ဝေးကရလေဆိုသလိုပါပဲကျွန်တော်ဒီကာလတွေမှာနောင်တရမိတာတွေရှိပါတယ်အများကြီးပါပဲအဲ့ဒီတဲကတခုကတော့အနောက်နိုင်ငံတခုခုကလက်ခံနိုင်တဲ့ပညာရေးတမျိုးမျိုးပါလို့မတင်ယူခဲ့တယ်လေပေါ့ Jet Fighter အတန်းဝိုင်းတွဲတန်ကြားရလို့ဘုံခုကျင်းတဲ့ပြေးဆင်ရပြီးပြန်ထွက်လာတဲ့အခါမျိုးအုံးဆို လက်နဲ့ကြည်တန်ကြားလိုက်ရပြီးအသက်ရှင်နေသေးပါလားအသိဝင်လာပြီးနောက်ပိုင်း စစ်ကြောင်းထိုးလို့ရှောင်ရမယ့်နေရာရောက်လို့နည်းနည်းစိတ်ချရပြီဆိုတဲ့အခါအဲ့ဒီနောင်ဒတွေတတိကြီးပြန်ပေါ်လာတယ်။ဘိုးကျွေးကလည်းကြည်တယ်။ရှီရင်ဆွဲယောဂာနဲ့လည်းမသိကိုဗစ်ကလည်းကျော်အာနာရှင်စစ်ဖနာအောက်မှာလည်းအလူးလဲတကယ်သာဆိုလောကရန်အထုအထောင်းအောက်မှာပေါက်ပြားနဲ့ရှိယူရတော့ပါပြီ။အော်နတ်တွေနဂါးတွေကနေဘယ်ကုန်များရောက်သွားပါလဲ။အဲ့ဒီအတော်ကြီးပြောမှုတယ်။တခါကားတဲ့နတ်ကတော်ကဟောတယ်။ ကြက်ကြော်နဲ့အရက်ဆက်ရမယ်ဆိုတော့အိမ်ရှင်လို့သူကကြက်ရှာမရလို့တွေ့တဲ့ကြွက်ကြော်ပဲကတ်လိုက်တဲ့နေနံလဲတူတယ်လိုက်ဖက်မှုလဲရှိတယ်အတွေးနဲ့နေမှာပေါ့သူ့ဗိမဲ့နတ်ကတော်ကမကြည်နတ်တာလားသူ့လင်နတ်ကပဲမကြိုက်တာလားလူနာကပဲသေနေစိတ်သွားသလားမသိပါဘူးလူနာဆုံးသွားတယ်ဒီတော့လူနာရှင်ကနတ်ကတော်ကိုဆဲနတ်ကတော်ကငြိမ်မခံပဲစနဲနာလိုက်တော့ကြွက်ကြော်ဖြစ်နေတာကိုသိသွားတာပေါ့ ဒီမှာတင်နိုင်ခွက်ရတဲ့နတ်ကတော်ကအသေးဖြစ်တော်တာပဲဟဲ့နေလူသေးမှာပေါ့နဲတော်နေသေးငါကကြက်ကြော်ကတ်ခိုင်းတာနေကကြွက်ကြော်သွားကတ်တယ်နတ်နဲ့နကားမလှဲ့စားနဲ့ဟဲ့ဘာညာပေါ့လေအဲ့ဒီဇလန်ကြားပြီးကြတဲ့ကအတော်ကြီးခမညာနတ်နဲ့နကားကို မလှဲ့စားရဲတော့ဘူးလူတွေကိုတော့မသိပါဘူးအတော်ကြီးကပြက်ကြိန်ဝဲရင်တော့ဘေးရင်စာတွေပါတဲ့ပြက်ကြိန်ကိုဝဲတာ မင်းလေးမင်းမင်းသားရှုခင်းတပ်ပုံဆယ်လီဆက်တလီတွေနိုးရာကြည့်လိုက်တာနဲ့ဇာတာကွင်တွေနတ်ခတ်တွေရရစာပြတ်တတားတွေတမားညူတမဖြူအိုးစုံနေတာပါပဲရှုပ်ရှက်ခတ်နေတဲ့ပြက်ကလေးကိုပဲဝဲတာအတော်ကြီးကအော့ပီကျဲကာတွန်းမဖတ်ဘူးပဲကိုဆရာကမဂ္ဂဇင်းတွေကိုနှိပ်ထားတယ်ကာတွန်းထဲမှာလူတစ်ယောက်ကမဂ္ဂဇင်းအသစ်တွေယူချလာတယ်ပြီးတော့ဘေဒင်ကန်နအရင်ဖတ်တယ်တအုပ်ကအီလာ အရှိယခยีမတော်အားတဲ့နောက်တအုပ်မှာတော့ယခုလတောင်အယမတော်သင်းတဲ့နောက်တအုပ်ကတော့တီလ အနောက်ရတုခยีသွားခြင်းရှောင်ပါတဲ့နောက်အုပ်မှာတော့မြောက်ရတုခြီဥပင် မလှဲ့ကောင်းတဲ့ထားပါတော့လေတီလတော့အိမ်မှာပဲနှတ်နေမယ်နောက်ဆုံးတအုပ်ဖတ်ကြည့်လိုက်တော့မြင့်မောက်ကာလယခုလသည်စာတာစန့်လအလွန်တက်သည်ဖြင့်ခยีသွားခြင်းအလုတ်ကို လုတ်ကိုလုတ်ထိုက်ပြီးသည်အကယ်၍ခยีမသွား အိမ်တွင်နားကနာဖျားအစသေဆုံးခြင်းတိုင်ရောက်ရှိနိုင်၏တဲ့ပြီးရောကမ္မထံဖုန်ကြီးဟောဟောဟောပဲဟိုခေတ်ကနာမည်ကျော်ကတိကဖြူးเสียရတော့တရားခွေတွေနာနာနာပဲဟဲ့ကောင်လေးနင်ကဘာသိလို့လဲနတ်နယ်နဂါမလှဲ့စားရဘူးဟဲ့အစချီပြီးနတ်နဂါယုံတန်းတွေပြောတော့တာပဲအီမီဆန်အောင်သူ့လောက်မဆမ်းဘူးတခါကပြောပါကောစစ်ကြောင်းထိုးခံရတာလေပထမဆုံးကျင် အခုတော့ဘယ်နှကြိမ်မှန်းအောင်မသိတော့ပါဘူးသူတို့ကထိုးလာလိုက်ပီတွေကလာတိုက်လိုက်ပြန်ဆုတ်လိုက်ပီတွေကပလူပလဲလာလုတ်လိုက်သူတို့ကထိုးလာလိုက်ပီတွေပြန်ဆုတ်လိုက်အောက်မယ်သူတို့ကသာထုတ်စည်းထိုးနေတာရွာသားတွေခမရတော့ပြေးလိုက်ဟပုန်းလိုက်ဟရွှေ့လိုက်ဟကြာတော့ပြုတ်လုံးလိုလုံးပါပါလိုက်လာတယ်မြို့ပေါ်ကောင်းလို့ရွှေ့သွားဟိုရောက်အစင်းစစ်ခံရပေါ်တာဆွဲခံရအလူခံရရွာကြံခဲ့တဲ့အိုးအိမ်တိုက်တာကအခိုးခံရတွတ်တွေဖြုတ်ခိုး တစ်သားတကားတွေပြတင်းတွေအခိုးခံရအတွင်းပစ္စည်းတွေရောဆိုရင်အဲ့ဒါတွေကအရင်ကတည်းကပြောင်းပြီလေအတွင်းပစ္စည်းအပြင်ပစ္စည်းကတော့ထားပါတော့လူသက်တူလဲပျောက်လုံးလိုပါပဲလို့ဗိမဲ့ပထမဆုံးချိန်တုန်းကအဲ့ဒီအတော်ကြီးကတတ်တိခဲဗျအိမ်ကနေဘယ်မှမထွက်ဘူးအတော်ကြီးထွက်ခဲ့ထွက်လို့ရတော့ပြေးရအောင်ခေါ်တော့ဟဲ့အရှိရကငကားတွင်ကြာနေတယ်မတော်ကြနဲ့အုံးနဲ့အဲ့ဒီတော့ကျွန်တော်တို့တော့ကြောင်သွားတာ အတော်ကြီးခမားနဂါကနောက်မှဟိုမှာဘလူးတွေလာနေပြီလို့ပြောတာကိုမရပါဘူးကျွန်တော်တို့တရားချမရလို့ထားခဲ့ရတယ်အချိန်နဲ့အမျှအရေးကြီးနေတာကိုသူကတော့ဘုံခုချင်းနဲ့မှာဗုဒ္ဓံတရဏံကိစ္စာမိနေသလားကိုကြီးကြော်နဲ့ခွတ်တိုင်နေသလားမသိဘူးကြံခဲ့တယ်ဟိုဘက်ဒီဘက်အကျိတ်နဲ့ဖြစ်နေကြတဲ့ဂျားကနေအတော်ကြီးကိုပြည်တွေကကယ်ထုတ်လာရတယ် Fighter Y12 MI35 စစ်ကြောင်း3-4ကြောင်းအဲ့လိုတွဲလာတာကိုတမဝါယမဆိုင်အားကြလို့ထင်ပါရဲ့ ဆက်ပြလိုချင်ရင်အချီလုံးနဲ့တွဲယူရမယ်ဆိုတာမျိုးကျွန်တော်တို့ရွာပြန်ကတ်တော့အတော်ကြီးတို့လိုက်မလာပါဘူးတောထဲမှာပဲနေအောင်မယ်အေးချမ်းတယ်အိပ်ကြီးဝဝအိပ်ရတယ်ခမင်းကောင်းကောင်းစားရတယ်နဲ့ပေါ့ကျွန်တော်တို့ကတော့ရွာပြန်ကတ်လိုက်ပြန်ခေါ်လိုက်အိမ်ဆောင်နဲ့ရံဖြစ်ထားတဲ့အတိုင်းပါပဲကြတော့နားကျင်မျက်စိအကျဉ်းသားရနေပါပြီဒါပေမဲ့ရွာထဲမှာ၃ပုံ၃ပုံလောက်ပဲကျန်တော့တယ်မိရှုခန်းနာရတဲ့ဝိုင်းပြာပုံတွေဖျို့ဖျဲပျက်စီးနေတဲ့အိမ်တွေ ခြံကအပီးပိတ်ပြောင်းသွားတဲ့အိမ်တွေရဲ့ရွာပြက်ကြီးပါပဲဖြစ်တယ်လို့နှလုံးသွင်းနေရတာပေါ့ဘယ်မှာဖြစ်ဖြစ်ကိုယ့်အိမ်လောက်တော့မပြေဆုံးပါဘူးတချို့ပြန်လာကြတယ်အဲ့ဒီတဲအတော်ကြီးတို့လည်းပါတယ်အတော်ကြီးတို့ပြန်ရောက်တယ်ကြားလို့သွားလေတယ်ခြံဝင်းတဲ့မြစ်တွေရှင်းကိုင်းတွေခုတ်မိရှုတန်းရှုအိမ်ထဲလဲကူရှင်းပေးပေါ့ကျွန်တော်တို့လူငယ်တွေတန့်ရှင်းရင်းနဲ့အလောက်ရှုပ်နေတယ်လို့အတော်ကြီးတယောက်လည်းမနာရပါဘူးဖះဆင်တန့်ရှင်းရီတော်ပန်းတော်ကပ်ပြီးတော့အောက်နားကရက်ကနတ်ဆင်တန့်ရှင်းနတ်ပန်းနှအောင်ဆွဲပေါ့ ပြီးတော့လက်ဆွဲတော်ဘေတင်ပြက်ကလေးကြီးထုတ်ချိတ်ပါလေရောသားသမီးတွေကမျက်မှောင်တွေကုတ်ကုတ်ကျွန်တော်ကလည်းစက်ဖြဲဖြဲပါပဲထားလိုက်ပါကွာဆိုတဲ့သဘောအရိတ်ကဲပြလိုက်ရတယ်လူတွေကဒီလိုပဲလေအစွဲလွလွယ်မကျွတ်ဘူးမဟုတ်လားကျွတ်ချိန်တန်တော့ကျွတ်တန်းဝင်ရတာပါပဲတဖြည်းဖြည်းညှိုးနှွမ်းလာတဲ့ပန်းကလေးကြည့်ပြီးတရားထူရသေးတာပဲတနေ့ကယောဇတ်နာအုံကနေဘုံတိကြီးကြလာတယ်အခင်းဝင်နေတဲ့ပေါင်းတင်၃ယောက်တည်သွားတယ်ဒဇစီ ဘယ်ကပြစ်လိုက်မှမသိဘူးတိုက်ပွဲလည်းမဖြစ်ဘူးဆိုတော့လူတိုင်းအလုတ်လုံနေကြတာပေါ့ထန်းတက်သူထန်းလီးသူ ထုံရက်သူပေါင်ပေါက်သူမလောက်ရင်ဘသူကလာကြွေးမလဲဖုန်ကြီးကြောင်းတော့ဟင်းပေါမလွယ်တော့ဘူးကို့အေးနဲ့ကို့ဒုက္ခများနေချိန်မှာနူရဝဲဆွဲပေါ့လေလက်နဲ့ကြီးအထုခံရတယ်လောက်လက်စတွေပြစ်ချပြီးဝေးရပြေးရတာပေါ့အတော်ကြီးကရှေ့ဆုံးကကျွန်တော်ကပြင်းရင်လွှာရင်အရှုံးဖောက်ချင်လာတယ်အတော်ကြီးနဝါဝါမြောက်မဟုတ်ဘူးလားဆိုတော့ တေနာလေးမောရတဲ့အထဲမပြည့်တေမာပေါ်အမြောက်ဆန်ကြီးတွေကနဲတာမဟုတ်ဘူးအတန်နဲ့တောင်အိမ်ပြိုတော့မယ်တဲ့ရည်သူလင်းလက်နူတော်လန်သူပေါင်းဘေးရန်ကင်းကြပါစေကျွန်တော်လွတ်လပ်နူပါရေဒီယိုအန်ယူဂျီမှဆက်လက်အသံလွှင့်နေပါတယ် အခုဆက်လက်ပြီးတော့တော်လန်ဟီတီဂီတာအစီအစဉ်မှာ Fario Ellis ရေးသားထားပြီး Fario Ellis စမ်မိုထက်အောင်သူတို့တီဆိုထားတဲ့မြမွေဦးဆိုတဲ့တော်လန်ဟီတီတချင်းကိုနားဆင်ရမှာဖြစ်ပါရယ်ခင်ဗျာ။ ကနေ့ကတော့ဒီညနေပဲ Radio NUG ရဲ့အစီအစဉ်တွေကို ခေတ္တရ延လိုက်ပါမယ်ရှင်။မြန်မာစံတော်ချိန်မနေ့၈နိုင်ခွဲနဲ့ည၈နိုင်ခွဲအချိန်မှာပြောင်းလဲဆိုပြကြပါလို့ရှင်။ Radio NUG ကိုမနေ့ပိုင်း၈နိုင်ခွဲမှာလိုင်းတူ60မီတာ19.7 MHz နဲ့ညပိုင်း၈နိုင်ခွဲမှာလိုင်းတူ95မီတာ17.9 MHz တို့မှာ ဓာတ်ရိုက်ဖမ်းယူနိုင်ဆင်နိုင်ပါပြီရှင်မြန်မာနိုင်ငံသူနိုင်ငံသားများ ကိုစိတ်နှဖျားစမ်းမချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ Radio NUG ရဲ့ဖွင့်သူ ဖွေသားများကဆုတောင်းလိုက်ရပါတယ် San Francisco Bay Area အခြေဆိုင်မြန်မာမိသားစုများနိုင်ငံတကာကစေတနာရှင်များလို့အားပေးကြရဲ့ Radio MNG ဖြစ်ပါရှင်အရေးတော်ပုံအောင်ရပါ